ဇွန်လ9ရက်နေ့ကမောင်နှောမြို့နယ်ဒေဝနဒီခန့်မှာမှပြုလုပ်ခဲ့တဲ့မြန်မာဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအလန်တင်ဆွေးနွေးပွဲမှာမြန်မာဘက်ကအဓိကအနေနဲ့နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ RSO လက်နက်ကိုင်အဖွဲ့ကိုပူးပေါင်းရှင်းလင်းဖို့တိုက်တွန်းခဲ့ပြီးနှစ်နိုင်ငံဆွေးနွေးခဲ့တယ်လို့သိရပါတယ်ဒီလိုတိုက်တွန်းဆွေးနွေးခဲ့မှုအပေါ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလာမယ့်ရက်သက်တပတ်အတွင်းကျင်းပဖို့စီစဉ်ထားတဲ့ပြည်တော်စုဆင့်ဆွေးနွေးပွဲမှာသာအဖြေရလက်ကိုအတိအကျပေးနိုင်ဖို့စီစဉ်ထားတယ်လို့ပြောကြားခဲ့ပါတယ်။ ်လက်တလောမှာတော့အကြောင်းမဲ့ပြစ်ခတ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကဆွဆွဲမှုပြုလုပ်ထားတဲ့နေကြားဆောင်တပ်ဖွဲ့အချို့ကိုယူနီဖောင်းဝတ်စုံတတ်မှတ်နိုင်မှုအတွက်တိုက်တွန်းမှုတရက်ပြုလုပ်ခဲ့ပါတယ်အမတ်တနေချားဆောင်ရဲတပ်ဖွဲ့ကတပ်ဖွဲ့မှုရဲမှုချုပ်တင်ကိုကိုကခိုင်မာတဲ့သတင်းချက်လက်တွေအရဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလက်နက်ကန်အကြမ်းဖက်နေတဲ့သူတွေရှိနေတဲ့အပြင်အဲ့ဒီသူတွေဟာဘင်္ဂလားဒေ့ရှ်နယ်ချားဆောင်တပ်ဖွဲ့ရဲ့အင်ဂျင်နဲ့အယောင်စင်တူတာတွေကိုဖန်တီးဝင်နေကြတယ်လို့ဆိုပါတယ် ဇွန်လ9ရက်နေ့မှာပြုလုပ်တဲ့နှစ်နိုင်ငံအလန်တင်ဆွေးနွေးပွဲမှာဆွေးနွေးမှုအချို့နဲ့ပတ်သက်ပြီးမောင်နှုံးမြို့နယ်မှာတွားရောက်သတင်းရယူနေတဲ့အလဲပန်းမီဒီယာဂရုပါသတင်းတောက်ကအခုလိုပြောပြထားပါတယ်။ ိကပါလဲဆိုဒီ RSO ကိစ္စမြန်မာနိုင်ငံကဒီ RSO နဲ့ပတ်သက်ပြီးတော့ဒီနှစ်လသုံးလအတွင်းမှာ RSO တောင်းဆိုပြပတာတော့ RSO ဒီလက်နက်ပိုင်ဒီဒေါ်လာနဲ့ဈေးမှာရှိရ RSO လက်နက်ကဖွဲ့ရမြန်မာနိုင်ငံဘက်ကိုဝယ်ယူချိုးရရှိရတဲ့ပတ်သက်ပြီးမြန်မာနိုင်ငံနဲ့ပင်လာဒေ့ရှ်နဲ့အထူးအဆွေမျိုးတွေလုပ်တယ်အဲ့ဒါတော့အဓိကဆွေးနွေးရချက်ပေါ့နော်ဟိုဂျန်နဲ့ပိုင်းနေရာဒီဒုတိယတန်းဖြစ်ချိန်မှာဆိုရင်အဲ့ဒါအဓိကတည်းကဂျူလွန်ဂျူရီကပင်လာဒေ့ရှ်နိုင်ငံမှာခေါ်အောင်နေရတယ်အဲ့ဒါကိုပင်လာဒေ့ရှ်နဲ့ င်းလာတဲ့နည်းများပို့အပေါ်ထုတ်ပေးဖို့တော့နောက်ပြီးဒီဟိုပါဟိုဒီလက်နိုင်ငံဒီလက်သက်စီမင်းလျှောက်မှာလုံခြုံရေးရဆောင်ရွက်မှုတွေကိုဒီကြက်ပေါ်ပြီးတော့ဒီနေ့ကြက်ဆောင်ရွက်ဖို့အဲဒီကစီမင်းကြတဲ့တော့ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ကတော့ဆွေးနွေးမှုအကြောင်းအရာအလုံးနဲ့ပတ်သက်ပြီးအဖြစ်တိတိကျကျကိုပြည်ထောင်စုဆင့်ဆွေးနွေးပွဲမှာသာပေးနိုင်မယ်လို့ပြောကြားပါရယ်။မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအနေနဲ့ပြုလုပ်ခဲ့တဲ့ဇော်လ9ရက်နေ့အလန်တင်တွေ့ဆုံမှုအပါအဝင်အခုနှစ်အတွင်းမှာ၃ချိန်တွေ့ဆုံမှုပြုလုပ်ခဲ့ပေမဲ့ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေဟာအရာမထင်ပဲနေဆက်ပြဿနာတွေနဲ့လူဝင်မှုကိစ္စရပ်တွေကိုထိရောက်စွာတားဆီးနိုင်နေနိုင်မှုမရှိသေးဘူးလို့သိရပါရယ်။